ခလေးငိန်အောင်ဖုန်းပေးထားမိနေလားလက်သလုံးငိန်သွားရင်ပြီးရောဆိုပြီးခလေးတွေကိုဖုန်းနဲ့ပဲအချိန်ကုန်စီတာဟာအင်တန်ဆိုးရွားတဲ့ကိစ္စပဲဖြစ်ပါတယ်ဖုန်းကိုဆွဲလန်းလာတာနဲ့နောက်ဆက်တွဲပြဿနာတွေအများကြီးရှိတာကိုကျင်းသိဂရုပြုရပါမယ်ကလေးကအာယုံမဆိုင်နိုင်တာတွေထိမ့်မရတာတွေဖြစ်လာကမှဖုန်းနဲ့ပဲချိန်ကုန်နေတာကိုလို့ပြောလို့တော့မရပါဘူး နားမလဲသေးတဲ့ကလေးအ drag နားလဲတဲ့မိဘကပြောပြထင်းချောင်းလမ်းညွန်ရမှာပါဒါဆိုအခု9နှစ်ယောက်ကလေးတွေဖုန်းကြည့်များရင်ဘာရီဖြစ်နာနိုင်မလဲ9နှစ်ယောက်ကလေးတွေဖုန်းကြည့်များတဲ့အခါဖြစ်နိုင်တဲ့စိုးကျိုးများမျက်စိထိခိုက်နိုင်တယ် ုံနောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်။အာယုံစူးစိုက်နိုင်စွမ်းအားလျော့နေသွားနိုင်တယ်။အေးရပြက်ပြီးစိတ်ဖိစီးမှုဖြစ်နိုင်တယ်။လူမှုကြီးကျွမ်းကျင်မှုပြင်ပပဝင်းကျင်ဆက်သွယ်မှု အားနည်းနိုင်ပါတယ်။စကားပြောစွမ်းရည်ထိခိုက်နိုင်ပါတယ်။ဒါဆိုဒီလိုမဖြစ်အောင်လို့ဘာလုပ်ရမလဲ။နီးလန်းတွေကတော့ရှိပါတယ်။စိတ်ရှည်ဖို့အချိန်ပေးဖို့တီးခံဖို့တော့လိုပါတယ်။ မိဘများအနေနဲ့မိမိရဲ့ကလေးတွေဖုန်းကြည့်တာညော်နေဖို့အတွက်ပြုလုပ်လို့ရတာကတော့ဆက်ခရင်တိုင်းကန့်သက်ပေးပါမိဘများအနေနဲ့ဆက်ခရင်တိုင်းကိုကန့်သက်ပေးပါလက်တွေ့ကစားခွင့်ပို့ပေးပါစာအုပ်ဖတ်ပေးပြီးဇကားများစွာပြောပြပေးပါခလီနဲ့အတူ အချိန်ကုန်ပေးပါဒါကဖြစ်နိုင်တာလေးတွေလုပ်ပေးနိုင်တာလေးတွေကို share ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ် စကရင်တိုင်းကန့်သက်ပေးဖို့ကတော့မိဘတွေအနေနဲ့ကလေးကိုလုံးဝဖုန်းမတိခိုင်းတာမျိုးမဟုတ်ဘဲနဲ့တတ်မှတ်ချိန်တစ်ခုထားပြီးတော့ဖုန်းတိခိုင်းတာမျိုးဖြစ်ပါတယ်။ဒါဆိုရင်တော့ကလေးအနေနဲ့မိမိအချင်းချင်းနဲ့ဖုန်းလိန်ကြည့်ရတဲ့အတွက်စိတ်ပုံမှုဖြောရွှင်ပြီးတော့အချိန်တိကျကန့်သက်စွာနဲ့ပြုလုပ်တတ်တဲ့လေ့ကျင့်တွေဖြစ်လာပြီးတော့စိုးကျိုးတွေကိုလျော့နေစေမှာပဲဖြစ်ပါတယ်။ ဖုန်းကိုအိမ်မှာပဲပေးကြည့်ထားတာတည်းလက်တွေကစားခွင့်ပုံပေးတာကတော့ပေါင်းသင်းဆက်ဆံရေးနယ်ပဲပြောဆိုဆက်ဆံမှုနဲ့ကိုကာယချန့်ခိုင်ဖွံ့ဖြိုးမှုတွေအတွက် များစွာထောက်ကူပြုနိုင်ပါတယ်ရှင်မိဘကိုယ်တိုင်ကစာအုပ်ဖတ်ပေးပြီးတော့ကလေးနဲ့ဇကားများစွာပြောပြပေးတာကတော့ကလေးနဲ့မိဘပုံမရင်းနှီးမှုကိုရရှိစေပြီးတော့ကလေးအနေနဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေပြောဆိုဆက်ဆံမှုစွမ်းရည်တွေလည်းပုံမှုမြင့်မားလာမှာပဲ ဖြစ်ပါတယ်။နောက်ပြီးတော့မိဘတွေအတွင်းနဲ့ကလေးကိုဖုန်းနဲ့ပဲအချိန်ကုန်အောင်ထားတာမျိုးမဟုတ်ဘဲနဲ့မိမိနဲ့ကလေးအချိန်ကုန်ပေးသင့်ဖို့တော့လိုအပ်ပါတယ်။ဒီလိုပြုလုပ်မယ်ဆိုရင်တော့ကလေးနဲ့မိဘအကြားမှာပုံမိုဆက်ဆံမှုတွေနှွေးထွေးလာပြီးတော့ပြောဆိုဆက်ဆံရမှာလဲအဆင်ပြေလာမှာပဲဖြစ်ပါတယ်။ မိဘတွေအနေနဲ့မိမိတို့ရဲ့ကလေးတွေအထူးသဖြင့်၅နှစ်အောင်ကလေးတွေဟာဖုန်းကိုပုံမဆွဲလန်းစွာကြည့်ပင်းနေပြီဆိုရင်တော့ဒီနီးလန်းလေးနဲ့ပြုလုပ်လို့ရပါတယ်။ဒီနီးလန်းလေးတွေကိုပြုလုပ်ပြီးတော့ဖုန်းကြည့်ချိန်တွေလျှော့ပေးခြင်းအပြင်မိမိတို့ရဲ့ကလေးတွေဟာပျော်ရွှင်ကြမ်းမာပြီးတော့ထက်မြက်သွားလာတဲ့ကလေးတွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ကလေးတွေအတွက် ဖုန်းကြည့်တာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာပဲဖြစ်ပါရဲ့ရှင်။ နောက်နေ့ဗီဒီယိုလေးတွေမှာတော့ကျမ်းမာရေးဆိုင်ရာဗဟုသုတတွေနဲ့သုတရသာစိတ်ခွန်အားဖြစ်ပွင့်စာပေမျိုးမျိုးကိုတင်ဆက်ပေးမှာဖြစ်လို့စာပေသုတလူတိုင်းရ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။